ပရီးမီးယားလိဂစတမာလာအတွက်အကောင်းဆုံးဆုရီရွေးချယ်ချင်းမြင့်မှုဇကတင်စီးရင်တွေကိုထုတ်ပြန်ခဲ့ပြီးပရိသတ်တွေအနေနဲ့တနင်္လာနေ့နောက်ဆုံးထားပြီးအွန်လိုင်းကနေမဲပေးနိုင်တယ်လို့သိရပါတယ်။အကောင်းဆုံးကစားသမားဆုအတွက်ဇကတင်စီးရင်မှာကစားသမား6ဦးပါဝင်ခဲ့ပြီးမန်စီးတီးကဟာလန်၊ပဲလစ်ကကာမာတာ၊ဘရိုက်တန်ကမင်တက်စ်၊ဆန်ဒါလန်ကရိုအက်ဖ်၊ဆန်ဒါလန်ကချာကာနဲ့ အာဆင်နယ်ကဇူဘီမန်ဒီတို့ဖြစ်ပါတယ်။အကောင်းဆုံးနေပြဆုအတွက်စကားတင်စီရင်မှနေပြလေးဦးပါဝင်ပြီးအာဆင်နယ်အသင်းနေပြအာတေတာ၊ပယ်လစ်နေပြကလပ်စနာ၊မန်စီးတီးနေပြဂွာဒီယိုလာနဲ့ဆန်ဒါလန်နေပြလီဘရစ်တို့ဖြစ်ပါတယ်။အကောင်းဆုံးသွင်းကိုဆုအတွက်စကားတင်စီရင်မှတော့ဇူဘီမန်ဒီ၊ဘတ်ဘော်၊ဂရာဗန်ဘတ်၊စတက်ချ်၊မစ်ချယ်ဟယ်ရီဝါဆန်မက်တန်နယ်လီတီယာဂိုရိုရဲ့အတွင်းကိုတွေပါဝင်ခဲ့ပါတယ်။အကောင်းဆုံးကောက်ွယ်မှုဆိုအတွက်စကားတင်စီရင်မှာတော့မာတီနက်စ်ဂျာလို တနာရမာဒူဘရီကာဒန်ဟန်ဒါဆန်ဆန်ဂျွန်စတုန်းတို့ပါဝင်ခဲ့ပါတယ်